မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းကတော့အမ်ဂျော်ဂျီယာနိုင်ငံမှာ ဖြစ်ထတဲ့ဆိုတဲ့ကိစ္စတစ်ခုပါထိုင်းအမျိုးသမီးတွေကိုဝင်ဆောင်ပေးဖို့တွားကြရင်းကနေအတင်းအကျပ်ကြက်ဦးရောင်ခိုင်းကမျိုးတွေဂျုံခဲ့ရတယ်ဆိုတဲ့ဆွတ်ဆွဲချက်တွေပေါ့နော်ဟုတ်ကဲ့တူတူလေးရှုပ်သေးပြီးစိတ်မကောင်းစရာအခြေအနေလို့ပြောရမှာပေါ့ကျွန်တော်တို့ဒီအချက်လက်တွေအတွက်အဓိကကိုးကားတာကတော့ BBC News Thai ဘိုင်းကတူတူလေးအသေးစိတ်ရေးထားတဲ့ဆုံးပါတစ်ခုပါဟုတ်ကဲ့သူတို့ကအဲ့ဒီမှာတကယ်ဂျုံခဲ့တဲ့သူတွေ နောက်ကုမ္ပဏီကိုစားလက်တွေအာဏာပိုင်းတွေအကုန်မေးထားတာဆိုတော့အချက်လက်တော်တော်ဆုံးတယ်လို့ပြောရမှာอืมအဲ့တော့ကျွန်တော်တို့ဒီဆွေးနွေးမှုမှာကအဲ့ဒီတရင်ရင်းမြစ်သေးကအချက်တီပေါ်မှာပဲအခြေခံပြီးတော့ဗောနော်ဒီကွဲလွဲနေတဲ့အတန်တွေဆွဆွဲချက်တီနောက်ပြီးတရားဝင်စွန့်စားမှုတွေပြည့်အခြေအနေရှိနေပြီလဲဆိုတာကိုနားလည်ဖို့စူးစမ်းကြည့်ကြမှာပါဟုတ်ကဲ့ပါလိုက်ပြီးဟိုဘက်မှနဲ့ဒီဘက်မှနဲ့လို့မှမဟုတ်ပဲနဲ့တရဲမှာပါတဲ့အတိုင်းပဲချပြတော့မှဖြစ်ပါတယ်ဒီကိစ္စကဘလို့စဖြစ်တာလဲဆိုတော့ထိုင်းမှာလူတီးများတဲ့ဖပွင့်နာ Home School Foundation ကနေ အမျိုးသမီး၃ယောက်ကိုဂျော်ဂျီးယားကကဲထုတ်လာရကနေစပြီးတော့ပေါ်လာတာပါ။อืมဒါပေမဲ့သူတို့ခံမှန်းတာကအဲ့ဒီမှာနောက်ထပ်အမျိုးသမီးယာနဲ့ကြည်ပြီးရှိနိုင်သေးတယ်ဆိုတော့အခြေအနေကပိုကြီးနိုင်တယ်ပေါ့။ဟုတ်တယ်။ Foundation က2025 February လောက်မှာစပြီးတတိပေးခဲ့တာ။အစတော့ကိုဝင်းဆောင်ဖို့စန္ဒလျောက်သွားကြပေမဲ့ဟိုရောက်တော့တယူစီဝိုင်းသမားနဲ့လို့ပြောတဲ့အဖွဲ့ကလှည့်စားတာဒါမှမဟုတ်ဖီယာတီဘီကြက်ဦးရောင်းခိုင်းတယ်လို့ဆွဆွဲထားတာပါ။ အစောဆုံးအဆက်အသွယ်ရခဲ့တာက not ဆိုတဲ့အမျိုးသမီးကြီးကထင်တယ်နာမည်အရင်တော့မဟုတ်ဘူးပေါ့သူက2024စက်တင်ဘာမှာကိုစိနဲ့ကိုထွက်ပြေးလာပြီး foundation ကိုဆက်သွယ်ခဲ့တာဟုတ်ပါတယ်သူစီကအချက်လက်တင်နဲ့ foundation က interpol ထိုင်းကိုဆက်သွယ်သူတို့ကတဆင့် georgia ရဲနဲ့ချိတ်ဆက်ပြီးတော့နောက်ထပ်အမျိုးသမီး3ယောက်ကို october 4ရက်နေ့မှာကယ်ထုတ်နိုင်တယ်လို့ဆိုပါတယ်อืมသူတို့ထိုင်းကိုပြန်ရောက်လာကြတော့2025 January 30ရက်နေ့မှာပေါ့ အဲ့ဒီသူတို့ ਨੇ ပတ်သက်နေတဲ့ကုမ္ပဏီနာမည်က Baby Calm နဲ့ Georgia ရဲ့မြို့တော် TBLC မှာမှတ်ပုံတင်ထားပြီးတရုတ်နိုင်ငံသားတွေပိုင်တယ်လို့ဆိုတယ်။ဟုတ်တယ်။ Joe ဆိုတဲ့တယောက်ကသူ့ကိုယ်သူပိုင်ရှင်လို့ပြောပေမဲ့စာရွက်စာတမ်းတွေမှာကျတော့သူ့မိမ Cindy နဲ့တခြားတရုတ်ဥက္ကဋ္ဌတယောက်နာမည်တွေပါနေတယ်လို့သတင်းကဆိုတယ်။အဲ့ဒီ Joe ကတော့ဒါဟာတရားဝင်ကိုဝန်ဆောင်လုပ်ငန်းပါ။ကြက်ဦးရောင်းခိုင်းတာလုံးဝမရှိဘူး။လုံးဝကိုငင်းထားတယ်။ရဲဝက်လာတာကိုတော့ဟုတ်မှန်ကြောင်ပြောပါလေတဲ့။ ဒါပေမဲ့အမျိုးသမီးတွေအတွေ့အကြုံကကြတော့တမျိုးဖြစ်နေပြန်ရော not ပြောတာကထန်းကအေဂျင့်ကကိုဝင်ဆောင်ရင်ဘတ်ငါသိမ့်ပြီးမယ်ဆိုလို့တွားခဲ့တာဟုတ်ပါဒါပေမဲ့ TV လေးစီရောက်ပြီးတိတ်မကြဘူး၄ရက်လောက်ပဲရှိသေးတယ်ကြက်ဦးရောင်းခိုင်းတာတွေရှင်နီမန်တည်သွားလို့ပြန်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီမှာရင်ပြဿနာတက်တာပြန်မယ်ဆိုတော့လျော်ကြေးတောင်းတယ်ပေါ့ဘတ်ငါးတောင်းနေနောက်ပိုင်းခုနေတောင်းထီတိုးတောင်းတယ်လို့သူကပြောတယ် 음သူဖုံးကိုတင်းဖို့ကြိုးစားတော့ကဆိုပရင်ပေါက်ကခုန်ချက်မယ်ဆိုပြီးတော့ချင်းချောက်ခဲ့ရတယ်လို့ဆိုပါတယ်တော်တော်လေးပြင်းထန်တဲ့အခြေအနေတွေကြုံခဲ့ရပုံပဲဟုတ်တယ်နောက်ကဲဆက်ခံရတဲ့ထဲက bell ဆိုတဲ့အမျိုးသမီးကြတော့လေသူပြောတာကစေးစစ်တာတွေစေးပေးတာတွေလုပ်ပေမဲ့ဘာစေးပါမသိဘူးနောက်မှကြုတ်ထုတ်ဖို့စေးတွေမှတည်ရတာတဲ့အဲ့ဒီတော့သူကလည်းပြန်ဖို့တောင်းဆိုတော့ရွေးချယ်ခိုင်းနေဆိုပါပဲလျော်ကြီးပတ်ချောက်တောင်း9000ပေး ဒါမှမဟုတ်ကျုပ်သုံးခါရောင်းအဲ့လိုမျိုးပေါ့သူကငင်းပေမဲ့ရဲမလာခင်တည့်ရက်အလိုမှာဆေးရုံအခေါ်ခံရပြီးတော့ဘိုက်ကိုဆေးသုံးလုံးအထုတ်ခံလိုက်ရတယ်လို့တောင်ပြောတယ်။အင်းဒါကတော်တော်လေးဟိုဆွေးရင်စရာဆွတ်ဆွဲချက်ပဲငွေအကျိကိစ္စမှာလည်းနှစ်ဖက်ပြောတာလုံးဝမတူဘူးဖြစ်နေတယ်။ဟုတ်တယ်။ဂျိုးကတရာဟိုသူတို့အမျိုးသမီးတွေကိုဒေါ်လာ900နဲ့ဘတ်2000ကျိုးဖေးခဲ့တာသူတို့ကပိတ်ဆံယူပြီးအကြောင်းပြချက်မရှိပဲပြန်ချင်လို့ရဲခေါ်တာပါလို့ပြောတယ်။ အမျိုးသမီးတွေဘက်ကကြတော့မဟုတ်ဘူးဒေါ်လာ300ပဲရတာအဲ့ဒီတဲကညရတောင်ချက်ချင်းပြန်တောင်းသွားထဲတယ်ဘတ်2000ရတာဟုတ်ပဲဒါပေမဲ့ကြအိုးကိစ္စတီလို့ပြန်မယ်ရထားတဲ့ပိစံအကုန်ပြန်ပေးမယ်ပြောတာကိုလက်မခံပဲလျော်ချင်းပို့တောင်းတာပါလို့ဆိုတယ်အဲ့ဒီတော့ဘဒုစကားကမှန်လဲဆိုတာတော်တော်ပြောရခက်တဲ့ခြေနေတယ်ပြီးတော့ဟိုကလည်းနိုင်ငံကူလည်းမကိစ္စအရကလည်းညင်ပွားနေကြတယ် 음ကုမ္ပဏီကိုစားလေအရှာဆိုသူကတော့သူတို့ကစီမံခန့်ခွဲရေးကိစ္စတွေဘာသာပြန်တော့စာရွက်စာတမ်းကိစ္စတွေအတွက်စူးထားတာပါတင်းစီတာမဟုတ်ပါဘူးဂျော်ဂျီယာမှာခွင့်ပြုချက်မရှိဘဲတင်းရင်တရားမဝင်ဘူးဆိုတာသူတို့သိပါလေလို့အခိုင်အမာပြောတယ်ဒါပေမဲ့ no တို့ဘယ်လိုကတော့ဘာသာချုပ်မှမချုပ်ခဲ့ရဘူး Facebook အသိခံထားရလို့လှုပ်လို့မရဖြစ်နေခဲ့တာလို့ဆိုပြန်ရော သိဝင်စားဖို့ကောင်းတာကအဲ့ဒီမှာဆက်ရှိနေသေးတဲ့ phone ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အမြင်ပဲသူကတော့သူထေးရပိတ်ဆံကြော်ယူပြီးထွက်ပြေးมาဆိုလို့တိန်ထားလာဖြစ်မယ်လို့သူယုံကြည်ကြောင်းပြောတယ်အဲ့ဒီမျိုးသမီးကသူ့ကိုတော့ကောင်းကောင်းဆက်ဆံတယ်အတင်းချက်ကြက်ဦးရောင်းခဲတာမရှိဘူးသူပြန်ချင်တယ်ပြောတော့ငါလေရင်လက်မှတ်တောင်ဝယ်ပေးခဲ့တယ်လို့ပြောတယ်ဆိုတော့သူ့အတွေ့အကြုံကတခြားသူတွေနဲ့တော်တော်လေးကွာနေတာပေါ့ဟုတ်တယ်အဲ့ဒီ passport ကိစ္စကဒီလိုနေဆက်ဖြတ်ကျော်အလို့ကိုင်အငင်းပွားမှုတွေမှာ အရေးပါတဲ့အချက်ဖြစ်တတ်တယ်။အလုရှားသွာလာခွင့်ကို ထိန်းချုပ်ဖို့တုံ့တက်ကြတာကိုဟုတ်ပါ မကြသေးခင်ကပဲဖေဖော်ဝါရီ9ရက်နေ့ကဟိုအောက်တိုဘာရေဝင်ရှားပြီးနောက် passport ပြန်ရလို့ထွက်ပြေးလာတဲ့နောက်ထပ်အမျိုးသမီးတယောက်ကို foundation ကကူညီခဲ့တည်တယ်လို့သိရတယ်။စုစုပေါင်း9ယောက်ကူညီနေပြီးတခြား3ယောက်လည်းလွန်မြောက်ခဲ့တယ်လို့ foundation ကပြောတယ်။ကဲအဓိကဆွဆွေးချက်ဖြစ်တဲ့ကြိုးယောင်းခိုင်းတဲ့ကိစ္စကို ပြန်ကြည့်အောင် foundation ကကူညီနေတဲ့အမျိုးသမီး၄ယောက်လုံးကအတူတူပဲပြောကြတယ်။ကိုဝင်ဆောင်ဖို့အရေးချင်းမပြည့်မီဘူးဆိုရင်ကြေအိုးရောင်းဆိုပိတ်ဆက်နေကန်လန်တာဒါမှမဟုတ်တိုက်ရိုက်ဖျားပေးတာတွေရှိတယ်လို့ဆိုတယ်။ဒါပေမဲ့ company ကိုကြားလဲအေရှားကတော့အဲ့ဒါလုံးဝမဟုတ်ဘူး။စေဘတ်အရာကိုဝင်မဆောင်နိုင်တဲ့အမျိုးသမီး၅ယောက်၆ယောက်လောက်ပဲရှိလေ။သူတို့စန္ဒလျောက်ကြေအိုးလူရိုင်းနေကြတာပါတဲ့။ပြီးတော့သူက ထိုင်းမျိုးသမီးတွေရုပ်ရည်ကိုမကြိုက်လို့ကြအိုးတော့တိတ်မတုံးပါဘူးဆိုပြီးတော့ပြောသေးတယ်။အေးအဲ့ဒီစန္ဒအလျောက်ဆိုတာနဲ့အတင်းအကျပ်ဆိုတာကြာကမြင်းကြောင်ကဒီလိုအခြေအနေမျိုးမှာဘလို့ပေါလောနိုင်မလဲဆိုတာကတော့စဉ်းစားစရာပဲပေါ့နော်။ဟုတ်တယ်။ကဲတရားဝင်စုံစမ်းစစ်ဆေးမှုတွေပဲကိုကြည့်အောင်။ဂျော်ဂျီယာအာနာပိုင်တွေကတော့အင်တာပိုဘန်ကောက်ကတောင်းဆိုလို့လူခုန်ကူးမှုဥပဒေနဲ့စုံစမ်းမှုစတင်ထားတယ်ဆိုတာအတည်ပြုပါတယ်။ဟုတ်ကဲ့။ တို့ baby care နဲ့ဆက်ဆက်တဲ့နေရာဤကိုစစ်ဆီးခဲ့တယ်။အဲ့ဒီမှာရှိတဲ့နိုင်ငံသားသော90လောက်ကိုလည်းစစ်မိခဲ့တယ်။ဒါပေမဲ့အဲ့ဒီကယ်ဆယ်ခံရတဲ့ထိုင်းယူသမီ3ယောက်ကလွဲရင်ဘယ်သူမှတိုင်ကြတာမရှိခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီ3ယောက်ကလည်းမနေချင်းတော့ဘူးပြောလို့လူကုန်ကူးခံရသူတွေခိုလုံရစခန်းကိုပို့ပေးခဲ့တယ်။စုံစမ်းစစ်ဆေးမှုကတော့ဆက်လုံးနေတုံးပဲလို့တော့ပြောတယ်။အသေးစိတ်တော့ထမပြောဘူးပေါ့။ ထိုင်းမှာမှာကြတော့ Interpol ထိုင်းကဒါကဂျော်ဂျီးယားမှာဖြစ်တဲ့ကိစ္စမျိုးသူတို့ကပေါက်ဆက်ညီနိုင်ပေးယုံပဲတက်နိုင်တယ်အဖြစ်မှန်ကဂျော်ဂျီးယားရဲ့စုံစမ်းမှုရလပမာမူတည်တယ်လို့ဆိုပါရဲ့ထိုင်းလူကုန်ကူးမှုထိုက်ပျက်ရေးစင်တာ AHTD ကလည်းပြန်ရောက်လာတဲ့အမျိုးသမီးတွေနဲ့တွေ့ပြီးပြီးဒါပေမဲ့အချက်လက်တွေကမရှင်းလင်းသေးဘူးလို့ပြောတယ်ဂျော်ဂျီးယားနဲ့ပေါင်းပြီးတော့ဒီမှုကိုချက်ထွင်လန်းဖို့တော့စူးစမ်းနေတယ်လို့ဆိုပါတယ်သူတို့ကအဲ့ဒီမှာရှိနေသေးတဲ့အမျိုးသမီးကြီးကိုလည်းပြန်လာချင်းချင်းကူညီမယ် တရားစွဲမှာမဟုတ်ဘူးတသက်အဖြစ်ကူညီပေးဟုတိုက်တွန်းထားပါတယ်တဲ့ဒါဆိုအနစ်ချုပ်ရရင်တော့ဗျာဒီ BBC တရင်ကို အခြေခံပြီးကြည့်ရတဲ့အခါမှာအမျိုးသမီးလေးပါက တော်တော်ပြင်းထန်တဲ့ဆွဆွဲချက်တွေရှိနေတယ်ဟိုဘကုန်ကနီဘကလည်းလုံးဝကိုငင်းဆိုထားတယ်ဟုတ်တယ်တကယ့်ကိုအဖြစ်မရကွဲလို့ဖြစ်နေတာကိုဝင်ဆောင်လုံငန်းလားချက်အိုးအတင်းရောင်းခိုင်းတာလားလွတ်လပ်ခွင့်ရှိလားပိုက်ဆံတဲ့ passport နဲ့ချုပ်ကင်ခံထားလားလား အမြင်တွေကလုံးဝဆန့်ကျင်ပါပဲ။ဟွန်းနိုင်ငံတစ်ခုကတရားဝင်စုံစမ်းမှုတွေကလည်းဆက်လုပ်နေတော့ဆိုတော့တိကျရဲ့အဖြေကတော့မထွက်သေးဘူးပေါ့။ဟုတ်ကဲ့ဒီအဖြစ်အပျက်တစ်ခုလုံးကိုချီးပြီးစဉ်းစားစရာတစ်ခုကတော့လေဒီလိုရှုပ်ထွေးတဲ့နယ်စပ်ဖြစ်ကျော်အခြေအနေတွေမှာကြားညံ့နေရဲ့အထူးတစ်ဖြစ်အားနေတဲ့သူတွေကိုစနစ်စကြပို့ပြီးတော့ကာကွယ်ပေးနိုင်ဖို့နိုင်ငံတကာအစ်စ်မာရောတစ္ဆန်ရနိုင်ငံတွေအတွင်းမှာပါဘလိုမျိုး အကာအကွယ်တွေပူးပေါင်းဆောင်ရွက်မှုတွေ ဒါမှမဟုတ်မူဝါဒအပြောင်းလဲတွေလိုအပ်နေတိုင်းမလဲဆိုရေမျိုးကိုမျိုးထွက်လာစေတာပါပဲ